။ဒီနေ့မှာတော့စကားကြီးဆယ်ခွန်းနဲ့ကရေစီးဖောင်ဆန်စကားပြောနည်းနဲ့ပတ်သက်တဲ့ပုံမြင်လေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဗျ။ပုံမြင်ဆိုတာထက်ဟန်တာဝရီပီရာဇတရွေမင်းလက်ထက်ကဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။ဘရင်ရာဇတရွေမင်းလက်ထက်မှာထိုင်းဘရင်ကစစ်တီတွေနဲ့တနင်္လာရီတိုင်းကိုခြေတက်လာခဲ့တယ်။ စစ်ဖြစ်ပွားနိုင်တဲ့အထိအခြေအနေတွေတင်းမာနေတာမို့ယာစားတရွေမင်းဟာစကားအပြောဆိုမှာကျွမ်းကျင်ပိုင်နိုင်တဲ့အမတ်တူကိုတန်တမန်အဖြစ်ထိုင်းဘရင်ထံသို့ဆေလွတ်ဖို့ပြင်တော့တယ်။အမတ်ကြီးတင်းဟာစကားအရာမှာအလွန်ပိုင်နိုင်ကျွမ်းကျင်တဲ့သူတူဖြစ်တယ်။ဒါကြောင့်ငါကိုရောမြတ်ကထိုင်းဘရင်ထံကိုတန်တမန်အဖြစ်တင့်ကိုလွှတ်ချင်တယ်ကွ။အမိန်တော်တိုင်းပါဗျာ။ကျွန်တော်မျိုးတာဝန်ကျေးအောင်ထမ်းဆောင်ခဲ့ပါမယ်ဗျာ။ကောင်းပြီအမတ်ကြီးဒါဆိုရင်တော့ ချိတ်တဆိတ်ပါတဲ့ရွှေစာပေနဲ့အတူထိုင်းပြည်ထံကိုတန်တမန်အဖြစ်သွားပြီးတော့တာဝန်ထမ်းဆောင်ခြင်းအမိန်တော်တိုင်းပါဗျာအဲဒီလိုနဲ့မူမတ်တူဟာထိုင်းပြည်ထံသို့တန်တမန်အဖြစ်နန်းတော်မှာထွက်ခွာလာခဲ့တော့လေထိုင်းဘရင်ထံရောက်သောအခါဘရင်ရာဇတရွေ့မင်းပေးအပ်လိုက်သောခြေတစိတ်ပါတဲ့ရွှေစာပေကိုပေးအပ်လိုက်တော့လေခူစာပေရဲ့အကြောင်းအရာကိုထိုင်းဘရင်ကဖတ်ကြည့်လိုက်တော့လေထို့အကြောင်းအရာမှာတော့အဆွေတော်ဒွါရဝတိမင်းမြိတ် တနင်္သာရီနယ်တွေဟာအဆွေတော်ရဲ့လက်နက်နိုင်ငံတွေဖြစ်တယ်။ရေ၊ဝါ၊ခရုဓာတ်ချိုက်ကလိန်အောင်စုတို့ကဟန်တာဝဒီရဲ့လက်နက်နိုင်ငံဖြစ်တယ်။စာထဲမှာအဲ့ဒီအကြောင်းအရာများပါဝင်တော့တယ်။စာရဲ့သဘောတရားကတော့သူ့နယ်မြေ၊ကုနယ်မြေခွဲခြားသတ်မှတ်ထားတာမို့အငင်းပွားစရာစစ်ဖြစ်ပွားစရာမလိုတော့ဘူးဆိုတာပါပဲ။အဲ့ဒီအပိုင်းကို ထိုင်းဘရင်ကတော့သဘောတူပါတယ်။ဒါပေမဲ့သူ့သဘောမတူတာကတော့အဆွေတော်ဆိုတဲ့စကားလုံးအတုံးတုံးကိုပါ။ထိုင်းဘရင်ရဲ့ယာစမန်ကြောင့်အဆွေတော်လို့ခေါ်တာလား တလေးတစားမရှိတဲ့ပုံပေါက်နေပါလေ။ဒါကြောင့်ဟန်သာဝတီမင်းရဲ့တန်အမတ်တွေကိုဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းပြခိုင်းတော့တယ်။တန်တမန်မူးမက်အပေါင်းတို့တင်တို့ရှင်ဘီရင်ရေးလိုက်တဲ့စာထဲကအတိုင်းဆိုရင်တော့သူ့နယ်မြေကို့နယ်မြေခွဲခြားတတ်မှတ်ပြီးတာမို့အငင်းပွားစရာစစ်ဖြစ်စရာမရှိတော့ဘူး။ဒါပေမဲ့ဒီထဲမှာသဘောမကျတဲ့အချက်တစ်ချက်တော့ရှိတယ်။ဘာများသဘောမကျရတာလဲအရှင်မင်းကြီးရဲ့။စာထဲမှာကွာငါ့ကိုအဆွေတော်လို့ခေါ်ထားတာတလေးတစားမရှိတဲ့ပုံပေါက်နေတယ်။ဒါကြောင့်ဒီအဆွေတော်ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ငါ့ကိုရှင်းပြစမ်းပါအောင်။ မရှင်းပြနိုင်ရင်တော့တန်အမတ်တို့ကိုစီပူအိုကင်းထဲမှာနှစ်ပြီးတော့အရှင်လက်လက်ကြော်တက်ပြစ်မယ်အဲ့ဒီလိုပြောလိုက်တော့စကားအရာမှာကျွမ်းကျင်လိမ့်ပါတဲ့ဟန်တာဝတီမင်းကြီးရဲ့တန်အမတ်ဟာအခုလိုပဲပြန်ပြောလိုက်တော့လေရှိရှိကပွင့်တော်မူပြီးတဲ့ဘုရားရှင်တွေဟာဘုရားအဖြစ်သို့ရောက်ရှိပြီးပြီဆိုရင်ဆွေတော်မျိုးတော်တွေကိုညီတော်နောင်တော်လို့ခေါ်ရိုးထုံးစံမရှိပါဘူးဘုရားအဖြစ်ရောက်ရှိပြီးတဲ့ဘုရားအချင်းချင်းကိုသာညီတော်နောင်တော်ဆိုပြီးတော့တုံးလုံးကြပါတယ် အဲ့ဒီအတိုင်းပဲယဟန်တော်တွေဟာလည်းယဟန်ချင်းချင်းကိုသာညီတော်နောင်တော်လို့ခေါ်ကြပါလေလူအဖြစ်တုန်းကတော်ဆက်ခဲ့တဲ့ဆွေတော်မျိုးတော်တွေကိုညီတော်နောင်တော်လို့ခေါ်ရုံထုံးစံမရှိပါဘူးအဲ့ဒီအတိုင်းပါပဲတိုင်းပြည်ကိုအစိုးရတဲ့မင်းတွေဟာလည်းထိနှက်မဆိုးဆန်ရသေးတဲ့ဆွေမျိုးတွေကိုအဆွေတော်အကြီးတော်စသဖြင့်ခေါ်ဆိုသုံးနှုန်းပြီးတော့ရွှေပေလွှာတွေပေးပို့ခြင်းမပြုလုပ်ပါဘူးဘရင်ချစ်ချင်းမှသာဒီလိုဆက်ဆံသုံးနှုန်းတာဖြစ်ပါလေ အဲ့ဒီလိုထိုင်းပြည်စီရှောက်တင်လိုက်တဲ့အခါမှာတော့ထိုင်းပြည်ရဲ့ပညာရှိအမတ်တွေကလည်းတင့်တော်ကြောင်းဝိုင်းဝန်းထောက်ခံကြတော့တယ်။ဒါနဲ့ပဲထိုင်းပြည်ကလည်းစိတ်ကျဉ်နေသွားပြီးမြန်မာတန်အမတ်အဖွဲ့ကိုစုလက်ချီးမြှင့်ပြီးပြန်လွှတ်လိုက်တော့တယ်။ဒါကြောင့်ကိုစန့်ကျင်ပြောဆိုရမယ့်သူကကိုထက်ဩဇာကြီးနေတဲ့အခါမှာနှုတ်လန်ထိုးတဲ့သဘောမျိုးမတက်ရောက်စေပဲကိုစကားကိုနားဝင်အောင်ပြောဆိုဖို့ဆိုရင် ဥပမာတွေပေးပြီးတော့တိုင်းဝိုင်းချက်တွင် ပြောဆိုတဲ့ရေစီးဖောင်ဆန်စကားပြောနည်းဟာအသုံးဝင်ပါလေရေစီးဖောင်ဆန်စကားပြောဆိုနည်းလို့ခေါ်ဆိုရတဲ့အကြောင်းရင်းတွေကတော့ရှိရှိတုန်းကဖောင်နေတဲ့မြင့်ညာကိုစံတက်ပြီးတော့ကုံသွဲတဲ့အခါမှာလမ်းကစိတ်ကန်းနေမှာဝင်ပြီးတော့လိုအပ်တဲ့ကုန်ပစ္စည်းတွေကိုတင်ဆောင်ပြီးသွားတယ်လို့မျိုးကိုပြောချင်တဲ့စကားအရာရောက်ဖို့အတွက်ဥပမာတွေသုံးပြီးပြောဆိုရတဲ့စကားပြောဆိုနည်းပဲဖြစ်ပါလေဗျ။ဒါကြောင့်လူကြီးမင်းတို့လည်းရေစီးဖောင်ဆန်စကားပြောစုနည်းကိုအသုံးပြုပြီးတော့တူဦးနဲ့တူဦးကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ကြပါစေဗျ။ ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်